မွန်ပြည်နယ်တဝမ်းမှာစစ်ကောင်စီကလောက်ကစားဝိုင်းတွေကိုတရားဝင်သဘောအခွင့်ပြုဝေးတာကြောင့်ဒေသတွင်းမှာခိုးဆူလူရွတ်မှုတွေဆူဆူရွာဖြစ်ပွားနေတယ်လို့ဒေသခံတွေကတန်လင်းတိုင်းကိုပြောပါတယ်စစ်ကောင်စီဟာဒေသတွင်းမှာဇက်ပွဲတွေနဲ့တူလောက်ကစားဝိုင်းတွေကိုခေါင်းစဉ်အမျိုးမျိုးနဲ့ထည့်သွင်းကျင်းပခွင့်ပြုထားတဲ့အတွက်မြေစင်ထဲမှာခိုးဆူလူရွတ်မှုတွေနေရာနဲ့ဖြစ်ပွားတာပါလောက်ကစားဝိုင်းတွေကြောင့်ဒေသတွင်းမှာလူသက်ပြီးဆိုင်ကယ်လူရွတ်တာ ဆိုင်ကယ်ခိုးယူတာဖုန်းခိုးယူတာတွေပြင်တခြားပစ္စည်းခိုးယူခံရမှုတွေကလည်းနေ့စဉ်နေ့ပါဖြစ်ပေါ်လာတာဖြစ်ပါတယ်ဒေသခံတို့ကတော့ဒေသတွင်းမှာခိုးဆိုးလူရွက်မှုတွေနေ့စဉ်နေ့ပါဖြစ်ပွားနေတာဟာလောင်စာဝိုင်းတွေကြောင့်ဖြစ်ပြီးခိုးယူသူတွေမိဘကလည်းစစ်ကောင်စီကထိတိယယောက်ရေးယူတာမရှိဘူးလို့ပြောပါတယ်ကောင်းတာပါလေ။ဟုတ်ကဲ့ပါလေ။အဲ့ဒီပါ။ဒီနေ့က တော့အဲ့ဒါလေးပိုင်းရတယ်ငါနဲ့တခြားလူလူရမ်းပြီးတော့ဟိုကိုကြီးကလည်းအဲ့တော့ဒီမလို့ဟိုကြွားပါမိသွားရအောင်ပါကျွန်တော်တို့အဲ့လိုက်လူကြီးတရားဥပဒေတော့လာတယ်အဓိကတော့အဲ့ဘာရောက်လဲတော့ကျွန်တော်ကြောက်တော့ဒါမှမဟုတ်ကိုးတာတော့ဘာလို့ပြေးလို့ရှိတယ်ရဲရဲလည်းဟပ်ပြလိုက်တယ်တရားဥပဒေလွတ်လာတယ်အဲ့လိုဒါအပြင်ကိုဆူလူရမှုတွေဟာနေရောညပါဖြစ်ပွားတာဖြစ်ပြီး ကိုဆိုလူရဲ့သူတွေအနေနဲ့အုပ်စုဖွဲ့ပြီးပြစ်မှုကျူးလွန်တာပြစ်တဲ့အတွက်အခက်မသိရင်အသက်အန္တရာယ်ကိုပါရန်ရှာတာရှိတယ်လို့သူကဆက်ပြောပါတယ်။ဒေသခံတော်ကူကလည်းကိုဆိုလူရဲ့မှုတွေနေရာနဲ့ဖြစ်ပွားနေတာဟာလောင်စာဝိုင်းတွေကိုစစ်ကောင်စီဘက်က၁၂ရာသီလုံးဖွင့်ခွင့်ပေးထားတာကြောင့်လို့သူ့အမိကိုပြောပါတယ်။ ကိုယ်စုံလာတယ်ကလည်းလို့ဘသူတို့ကလည်းအလုံးမရှိတော့လဲရှိတဲ့တဲ့ဟာတွေပဲချင်မှာခိုးလိုက်၊ဒီဘာမှာခိုးလိုက်၊လမ်းမှာခိုးလိုက်၊မိကျူတွေဖြက်လိုက်အဲ့လိုလေးတွေပေါ့။နောင်စားဝိုင်းတွေကတော့ဒီမှာဆန်းရတီဖွေတာတော့အဲ့ဒါတွေလည်းချိုးတော့ပါတာပေါ့။စစ်ကောင်စီကခိုးဆိုးလူရက်မှုတွေကိုမဖမ်းဆီးတဲ့ပြင် တတိယရောက်ရင်းမြူတာကြောင့်လေခိုးဆိုးလူရက်သူတွေတည်ရင်းလာပြီးပေါ်တင်လူရက်တာတွေပြုလုပ်လာတာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။တစ်ဖက်မှာတော့စစ်ကောင်စီဟာလုံခြုံရေးအကြောင်းပြချက်နဲ့အင်အားပြလှည့်လည်တာလူသွားလူလာများတဲ့နေရာတွေနဲ့မထင်မတဲ့နေရာတွေမှာပိတ်ဆို့စစ်ဆေးတာအဲစင်းစစ်ဆေးတာတွေပြုလုပ်နေပေမဲ့ခိုးဆိုးလူရက်သူတွေကိုတော့ဖမ်းဆီးရမိတာမရှိတဲ့နောက်နေပါနေပါတယ်။ဒါအပြင်မြို့ဝင်မြို့ထွက်တွေလမ်းစုံလမ်းကွာတွေပြင်မြို့ရင်းထဲမှာလည်း CCTV ကင်မရာတွေအပြည့်တပ်ဆင်ထားပေမဲ့ ခိုးဆိုးလူရက်သူတွေကိုရှာဖွေဖမ်းဆီးတာမရှိသလိုခိုးဆိုးလူရက်ခံရပါကကိုဖြစ်ကိုခံအခြေအနေဖြစ်နေရတယ်လို့ဒေသခံတွေကပြောကြပါတယ်။မွန်ပြည်နယ်မှာတော့စစ်တပ်အာဏာသိမ်းထားတဲ့လေးနှစ်ကျော်ကာလအတွင်းလောင်စာဝိုင်းတွေကိုတရားဝင်သဘွေတကြေပြင်းပြန်ခွင့်ပြုပေးထားတဲ့အတွက်နောက်ဆက်တွဲပြည်ထောင်အနေနဲ့ခိုးဆိုးလူရက်မှုတွေကလည်းမကြောက်ခနဆူသလိုဖြစ်ပေါ်နေတာဖြစ်ပါတယ်။